အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကားငားတာနဲ့ပတ်သက်တဲ့ခြေခံထိုင်းစားပွဲများကိုလိုင်းအောင်မျှဝေပေးပါမယ်အဲကျွန်တော်တို့ထိုင်းလိုကားငားတာကိုတော့6 rod 6 rod ကားငားတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကားငားပြီးတော့သွားကြမလားလို့ကိုကမေးချင်လို့ရှိရင်ချက်6 rod ပိုင်မိုင်းချက်6 rod ပိုင်မိုင်းကားငားပြီးတော့သွားမလားပေါ့နော်အလဲသွားတာတော့ဘာလို့ကိုကမေးတာပေါ့နော်အဲဒါမို့ကိုကိုပိုင်ကားရှိလဲကိုပိုင်ကားနဲ့သွားတယ်ပေါ့နော်ကိုပိုင်ကားမရှိရှိရင်လည်းဒီလိုမျိုးမေးလို့ရအောင်နော်ချက်6 rod ပိုင်မိုင်း ကြချောက်ရုတ်ပိုင်မိုင်းကာငါပြီးသွားမလားတငယ်ချင်းတွေကိုမေးတာပေါ့အဲပြီးတော့နံပါတ်3ကကျတော့ကာငါမလားဆိုရင်ကြချောက်ရုတ်မိုင်းကြချောက်ရုတ်မိုင်းကာငါမလားပေါ့နော်ကြချောက်ရုတ်မိုင်းကာငါမလားဒါကကျတော့အဲကိုကကိုတငယ်ချင်းကိုမေးတာလည်းဖြစ်တယ်ဒါမှမဟုတ်ရင်ကာငါတဲ့သူကကိုကိုမေးတာလည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနှစ်ခွသုံးလို့ရတယ်အဲနံပါတ်၄ကကျတော့ငါတို့ကားငါးပြည့်လဲသွားကြမလားလို့ကိုယ်ပြောချင်လို့ရှိရင် round 6လောက်ပိုင်ထီယိုကံမိုင်း round 6လောက်ပိုင်ထီယိုကံမိုင်း ဒီစကားလေးကနည်းလေးထစ်တယ်နော်ကိုဟိုနည်းနည်းလေးဟိုဆက်ဆွဲရအောင်ဖြည်းဖြည်းလေးဆူလဲရတယ်နော် round 6လောပိုင်တီကိုကန်မိုင်းငါတို့ကားငှားပြလဲသွားကြမလားနော်အဲအဲ့လိုမျိုးပြောလို့ရတယ်အဲနံပါတ်5ကကြတော့ကားငှားဖို့ဗမာရှိလဲလို့ကိုကမေးရင်လို့ရှိရင်မီရို6ထိနိုင်ခပ်အဲဒါမို့ရင်မီရို6ထိနိုင်အဲကားငှားဖို့ဗမာရှိလဲအဲပြီးရင်နံပါတ်6ကကားကားကဘယ်လောက်လဲဆိုရင်ခါ6ရောထောက်တိုင်းနော်ဒါမို့ရင်ခါ6ရောထောက်တိုင်းခပ် အဲ့လိုမေးလဲရတာနော်ခါ6ရောဆိုရင်ကား9ကပေါ့အဲ6เนาะ6 6ဆိုတာကငားတာပေါ့เนาะ6เนาะခါ6ဆိုရင်အဲငားကဖြစ်သွားတယ်เนาะအဲပြီးတော့နံပါတ်9ကတနေ့ကိုကားကဘယ်လောက်လဲလို့ကိုကမေးခြင်းလို့ရှိရင်6ရောဝန်လားထောက်တိုင်း6ရောဝန်လားထောက်တိုင်းအဲကားငားကတနေ့ကိုကားငားကဘယ်လောက်လဲပေါ့เนาะ အဲပြီးရင်နံပါတ်6ကစပွန်ဝီရှိလားဒါမှမဟုတ်ကွယ်စပွန်ဝီဟိုသူ့ပတ်စံပေးရမှာပေါ့နော်အဲ့ဒီပတ်စံအရင်ဆုံးစပေါ်ဆက်ရံပေးရမယ့်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကွယ်ရှိလားလို့မေးခြင်းမိခမကြံမိုင်းမိခမကြံမိုင်းအဲစပွန်ဝီရှိလားပေါ့နော်မိခမကြံမိုင်းစပွန်ဝီရှိလားစပွန်ဝီကိုမကြံနော်စပွန်ဝီပေါ့အဲ့လိုပြောလို့ရတယ်နော် ပြီးတော့နံပါတ်5ကစီဘိုးရောပါလားအဲအခု9ရက်ထဲမှာပေါ့နော်ဒီဆိုင်ကလေးတဲ့စီဘိုးပါထဲထွက်ထားတာထဲထွက်ထားတာလားပေါ့နော်ကိုကလိုမျိုးမေးချင်လို့ရှိရင်လူဝန်ခနမ်းမှန်မိုင်လူဝန်ခနမ်းမှန်မိုင်အဲစီဘိုးရောပါလားပေါ့နော်လူဝန်ခနမ်းမှန်မိုင်စီဘိုးရောပါလားအဲပြီးရင်နံပါတ်30ကဘယ်နှယောက်စီးလို့ရလဲဘယ်နှယောက်စီးလို့ရလဲဆိုရင်နန်တိုက်ဂီခွန်နန်တိုက်ဂီခွန်ဘယ်နှယောက်စီးလို့ရလဲဂီခွန်နော် ကီခွန်ဘယ်နှယောက်စီးလို့ရလဲဘယ်နှယောက်ဆိုရင်ကီခွန်နော်နန်ဒိုက်ဆိုရင်စီးလို့ရတယ်ကီခွန်ဆိုရင်ဘယ်နှယောက်စီးလို့ရလဲပေါ့နော်အဲ့လိုမျိုးလို့ရတယ်အဲနံပါတ်7ကပတ်စံဘလူရှင်းရမလဲလို့ကိုကမေးချင်လို့ရှိရင်ထိုင်းလို့ဒီလိုမေးလို့ရတယ်နော်၃ချိန်ငယ်ရင်ငိုင်း၃ချိန်ငယ်ရင်ငိုင်းခပ်အဲပစံဘလူရှင်းရမလဲအဲနံပါတ်7ကကြတော့လငင်းရှင်းရမလားကန့်နေလားလို့ကိုကမေးနေလို့ရှိရင်ဂျိုင်ငင်ဆွလူဘတ်ဂျိုင်ငင်ဆွလူဘတ်เนาะ ငင်းဆဆိုတာကလက်ငင်းဘတ်ဆိုတာကကတ်တမျိုးမျိုးပေါ့ဘန်ကတ်ဖြစ်မယ်အကျူးဝဲကတ်ဖြစ်မယ်လိုကတ်တွေနဲ့ရှင်းလွန်းအောင်ကိုကမေးချင်တာဖြစ်ပါတယ်အဲနံပါတ်73ကကြတော့ဘန်ကနေပတ်စံပို့လို့ရလားကိုကမေးချင်တယ်ဗောနော်ကိုပတ်စံလွှဲပေးလို့ရလားဗောနော်အင်းထိုင်းလိုဒီလိုမေးလို့ရအောင်နော်ဝင်ငင်ထိုင်းမိုင်ဝင်ငင်ထိုင်းမိုင်ခပ်အဲကျွန်တော်ကတော့ပတ်စံလက်ငင်းမရှိဘူးကျွန်တော်ဘန်းနေပဲလွှဲလွှဲလိုက်မယ်ပေါ့နော်ကိုကလွှဲလိုက်မယ်မပြောဘဲနဲ့ကိုလွှဲလို့ရလားကိုဘူးပြီးတော့သူ့ကိုခွင့်တောင်းတဲ့ပုံစံမျိုးပေါ့နော်ငင်းတိုင်းမိုင်း အမစံဘန်ကနေပတ်စံပို့လို့ရလားအဲပြီးရင်နံပါတ်14ကကြတော့ဇပုံငွေဘလောက်ပေးရမှာလဲ၃ကြိမ်မှကြံထောက်တိုင်းနော်၃ကြိမ်မှကြံထောက်တိုင်းနော်ဇပုံငွေဘလောက်ပေးရမှာလဲ၃ကြိမ်မှကြံထောက်တိုင်းဇပုံငွေဘလောက်ပေးရမှာလဲပေါ့နော်ကိုကလူမျိုးမေးလို့ရတယ်နံပါတ်15ကကြတော့အခုရှင်းရမလားဒါမှမဟုတ်ပြန်မလားလို့ကိုကမေးကြလို့ရှိရင်၃ကြိုင်လေးမိုင်လူကြိုင်၃ကပ် နော်တုံးကြိုင်လေးမိုင်းလူကအဲကြိုင်တုံးကပ်ဒါမွင်ရူကြိုင်တုံးကပ်နော်ကြိုင်တုံးကပ်ဆိုရွှေရှင်တုံးကပ်ဆိုတာအပြန်ပေါ့နော်အဲဘီအရှိကကျတော့တုံးကြိုင်လေးမိုင်းဆိုအခုရှင်းမရမလားဒါမွင်ပြန်အပြန်မလားပြန်မဆိုရင်ကြိုင်တုံးကပ်နော်ပြန်မရှင်းရမလားအဲ့လိုမျိုးမေးလို့ရတယ်နော်အဲဘီရဲ့နံပါတ်16ကကျတော့ အဲဒီစကားနဲ့အစဉ်စဉ်ပဲเนาะနောက်တစ်မျိုးသုံးလို့ရတယ်ဂျိုင်ကွန်ရူဂျိုင်ထီလန်เนาะဂျိုင်ကွန်ရူဂျိုင်ထီလန်အခုရှင်းရမလားနောက်မှလားပေါ့เนาะဂျိုင်ကွန်ဆိုရင်အရင်ရှင်းရမယ်ဂျိုင်ထီလန်ဆိုနောက်မှရှင်းမယ်ပေါ့เนาะအဲအဲ့လိုမျိုးလေးသုံးလို့ရတယ်နှစ်မျိုးပေါ့ဘောလည်းသုံးလို့ရအောက်လည်းသုံးလို့ရတယ်เนาะ နံပါတ်6ကကြတော့ဇပုံငွေထားခဲ့ရမလားပတ်စံပေးထားခဲ့ရမလားလို့ကိုကမေးချင်လို့ရှိရင်3ဝမ်မှကြမ်းမိုင်3ဝမ်မှကြမ်းမိုင်အဲဇပုံငွေထားခဲ့ရမလားပေါ့နော်3ဝမ်မှကြမ်းမိုင်ဇပုံငွေထားခဲ့ရမလားအဲပြီးရင်နောက်ဆုံးစကလုံးလေးပေါ့နော်နံပါတ်7ကတော့အကုန်ပေးရမလားခွဲပေးလို့ရလားလို့ကိုကမေးချင်လို့ရှိရင်ကြိုင်ထမ်းမို့လေလူအဲဘန်ကြိုင်တိုက်နော်ကြိုင်ထမ်းမို့လေရူဘန်ကြိုင်တိုက်ဆိုတာက အကုန်ပေးရမှာလားဒါမှမဟုတ်လို့ရှင်ခွဲပေးလို့ရလားဆိုဘန်ကြိုင်ဆိုတာကခွဲပေးတာပေါ့နော်အဲဒါမှမဟုတ်ကြိုင်ထမ်းမှုလေးဆိုအကုန်ပေါ့နော်ဒီမှာထိုင်းစကလုံးမှာဟာဆိုတဲ့ဟာဆိုတဲ့စကလုံးတလုံးပါနော်အဲ့ဒါကကျွန်တော်မှားရေးထားတာပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ဖြည့်ဖတ်ပေးပါလုံမျိုးမေးလို့ရနော်သုံးကြိုင်ထမ်းမှုလေးရူဘန်ကြိုင်တိုက်ဘန်ကြိုင်တိုက်မိုင်းအဲ့လိုမေးလဲရတယ်နော်ဒါမှမဟုတ်တိုက်ဆိုလဲဒါအမေးစကလုံးဖြစ်တယ်နော်အဲကျွန်တော်ဒီတော့တော်တော်လေးပဲကျွန်တော်လာအောင်မြောက်ပြီအဲနံပါတ်1ကဈေးနှုန်းကဘယ်လောက်လဲဆိုလို့ရှိရင် ราคาเท่าไหร่คะเออดามวยราคาเท่าไหร่ครับเนาะเออดามวยเห็นนะตูตูอตูจ้องไม่เห็นนะဆိုရင်เท่าไหร่คะเออเท่าไหร่ครับเออไอ้ลูกไม่เลยยะเนาะအဲ့နံပါတ်2ကဈေးလျှော့လို့ရလားလို့ကိုကမေးချင်လို့ရှိရင်လွတ်တိုင်းမှန်ခါအဲ့ဒါမှမဟုတ်လွတ်တိုင်းမှန်ခပ်အဲနော်အဲ့လိုမေးလို့ရတယ်လွတ်တိုင်းမှန်ခါလွတ်တိုင်းမှန်ခပ်အနောက်ကခါလို့ခတ်လို့ထည့်ခြင်းအဖြစ်ပို့ပြီးလို့ရှင်ကြီးွားရတယ်ပေါ့နော် นับตงาจารอนอสงซีกับเล่าเลยลูกว่ามีจิโนจิงราคา สุดท้ายเท่าไหร่ครับถามว่าราคา สุดท้ายเท่าไหร่ครับเออลุงมิลเรียาเนาะ ราคาสุดท้ายเท่าไหร่ครับถามว่าเท่าไหร่ครับเออถ้าเจอนอสงซีกับเล่าเลย เออปีนับลีกับเจะนดาวเวไม่หมดเนาะ ดาวเวไม่สวยจะซื้ออันนี้จะซื้ออันนี้เนาะ ดาวเวไม่หมดเนาะจะซื้ออันนี้เนาะ ดาวเวไม่ လို့ပြောလို့ရတယ်နော်ပြီးရင်နံပါတ်5ကကြတော့စကန်ဖက်ပြီးရှင်းလို့ရလားလို့ကိုကမေးချင်လို့ရှိရင်စကန်ကြိုင်တိုင်းမိုင်စကန်ကြိုင်တိုင်းမိုင်ခါအဲစကန်ကြိုင်တိုင်းမိုင်ခါအဲလိုမျိုးမေးရမယ်နော်အဲနံပါတ်6ကကြတော့လက်ငင်းရှင်းလို့ရလားလို့ကိုကမေးချင်လို့ရှိရင်ကြိုင်ငင်းဆိုးတိုင်းမိုင်အဲကြိုင်ငင်းဆိုးတိုင်းမိုင်ခါဒါမှမဟုတ်ကြိုင်ငင်းဆိုးတိုင်းမိုင်ခါအဲလက်ငင်းရှင်းလို့ရလားဒီပုံစံလေးမေးလို့ရတယ်နော် နံပါတ်ခုံကကြတော့ဘောင်ချရောပေးပါလို့ကပြောကြင်လို့ရှိရင်ခေါ်ပိုင်းစစ်တွေ့ခပ်နော်ဒါမှမဟုတ်ခေါ်ပိုင်းစစ်တွေ့ခါနော်ဒါဆိုရင်ကိုကဘောင်ချဘောင်ချပါပေးဖို့တောင်းတာပေါ့နော်အဲနံပါတ်6ကကြတော့တခြားရောင်တွေရှိလားလို့ကမေးကြည့်လို့ရှိရင်မီစီအင်မိုင်းမီစီအင်မိုင်းခါအဲဒါမှမဟုတ်မီစီအင်မိုင်းခပ်အဲတခြားရောင်တွေရှိသေးလားရှိလားအဲအဲ့လိုမျိုးမေးလို့ရတယ်နော် အဲနံပါတ်9ကကြတော့ဒီထက်ပူကြီးရရှိသေးလားလို့ကိုကမေးခြင်းလို့ရှိရင်အဲမိခဏရန်ကွာနိမိုင်နော်မိခဏရန်ကွာနိမိုင်အဲဒီထက်ပူကြီးရရှိသေးလားဗောနော်ကိုကဒါဖနှက်ဆိုင်မေးတာဖြစ်ဖြစ်အင်ကြီးဆိုင်မေးတာဖြစ်ဖြစ်တုံးလို့ရတယ်နော်မိခဏရန်ကွာနိမိုင်အဲဒီထက်ပူကြီးရရှိသေးလားအဲနံပါတ်10ပစ္စည်းကအမခံရှိလားဆိုလို့ရှိရှင်အဲစင်ခါနီလက်ပကံမိုင်းခါအဲဒါမှမဟုတ်စင်ခါနီလက်ပကံမိုင်းခါ းဒီပစ္စည်းကအမကန်ရှိလားအဲ့လိုမျိုးလေးမေးလို့ရတယ်နော်ပရကန်နော်အမကန်ကိုပြောတယ်နံပါတ်7ကကြတော့ပစ္စည်းအသေးရှိလားကိုကမေးချင်လို့ရှိရင်မီခေါင်မိုင်မိုင်အဲမီခေါင်မိုင်မိုင်ခပ်အဲဒါမှမဟုတ်မီခေါင်မိုင်မိုင်ခါအဲပစ္စည်းအသေးရှိလားပေါ့နော်အဲခေါင်မိုင်ဆိုရင်ပစ္စည်းအသေးပေါ့နော်ခေါင်ကောင်ဆိုရင်ပစ္စည်းအဟောင်းအဲနံပါတ်7ကကြတော့တကယ်လို့ပြတ်သွားရင်လဲလို့ရလားဆိုရင်အဲထပ်စီရပလီယန်တိုင်းမိုင်ခါ အဲဒါမှမဟုတ်ထားစီကပလီယံတိုင်းမှန်ခပ်ပလီယံဆိုတာကလဲတာနော်လဲလဲတာဘူးအဲ့ဒီညမှာသုံးတယ်ပေါ့နော်အဲစီအားဆိုတာကပြက်တယ်နော်ထားစီကပလီယံတိုင်းမှန်အဲအဲ့လိုမျိုးမေးလို့ရတယ်နော်ထားစီကပလီယံတိုင်းမှန်ခါပလီယံတိုင်းမှန်ခပ်အဲ့လိုမျိုးသုံးလို့ရတယ်နော်73ကကြတော့ပစ္စည်းပြန်ပေးလို့ရလာဆိုရင်ခင်စင်ကားတိုင်းမှန်ခါဒါမှမဟုတ်ခင်စင်ကားတိုင်းမှန်ခပ်အဲလိုမျိုးမေးလို့ရတယ်เนา ဆက်လေးရကြတော့ဘယ်နေအတွင်းပြန်လဲလို့ရလဲပြန်ပေးလို့ရလဲကိုကမရရရင်တုန်ခင်ဖိုင်နိုင်ကီ1တုန်ခင်ဖိုင်နိုင်ကီ1ခါဒါမှမဟုတ်ကီ1ခပ်အဲလိုမျိုးမေးလို့ရတယ်เนาะဒါကပစ္စည်းကိုပြန်ပေးတာဗောနော်ဘယ်နေအတွင်းပြန်ပေးရမလဲဖိုင်နိုင်ဆိုရရှင်ဘယ်နေရလဲဗောနော်အဲဖိုင်နိုင်ဆောင်ဝင်ဆိုရင်2ရက်အတွင်းဖိုင်နိုင်ဆောင်ဝင်ဆိုရင်3ရက်အတွင်းဖိုင်နိုင်ဆီဝင်ဆိုရင်4ရက်အတွင်းအဲလိုပုံစံမျိုးစာရှိတဲ့ဖြစ်သုံးအောင်လို့ရတယ် ပြီးတော့15ကကြတော့အစ်စ်နဲ့လဲလို့ရမလားဆိုရင် Complian MI တိုက်မှန်ခါဒါမှမဟုတ် Complian MI တိုက်မှန်ခါအစ်စ်နဲ့လဲလို့ရတာပေါ့နော်ဒီခေါ်ဆိုတဲ့စကလုံးထည့်သုံးတဲ့ခါဆိုရင်ပို့ပြီးချင်းကြေးွားတယ်ပေါ့နော်အဲ16ကကြတော့အိမ်ထိပို့ပြီလားလို့ကိုကမေးချင်လို့ဆိုရင်စုံထင်ပန်းမိုင်းစုံထင်ပန်းမိုင်းခါအဲဒါမှမဟုတ်စုံထင်ပန်းမိုင်းခါအိမ်ထိပို့ပြီလားဒီလိုပုံစံလေးမေးလို့ရအောင်ပစ္စည်းတစ်ခုခုတွားဝယ်တယ်အိမ်ဒီပို့ဝေလာမေးခြင်းဒီပုံစံလေးမေးလို့ရတယ်နော် ပြီးတော့စက်ခွန်ကကြတော့အိမ်ရောက်ထီပို့ပြီးတော့ဝင်ဆောင်မှုရှိလားလို့ကိုကမေးချင်လို့ရှိရင်အဲမီဘော်ဒီကန်စုံထင်ပတ်မိုင်းခါအဲဒါမှမဟုတ်မီဘော်ဒီကန်စုံထင်ပတ်မိုင်းခါအဲအိမ်ထီပို့ပြီးတော့ဝင်ဆောင်မှုရှိလားအဲဒါကလည်းပစ္စည်းတစ်ခုသွားဝယ်တဲ့နေရာမှာကိုကသူ့ကိုမေးတာပေါ့နော်ဘယ်လိုဝင်ဆောင်မှုတွေရှိလဲအိမ်ထီပို့ပေးလားဒါမှမဟုတ်ပို့ပေးဘူးလားအဲပြီးလို့ရှိရင်နံပါတ်၈ကကြတော့တချို့နေရာတွေမှာဆိုပိုကားတွေတောင်းနေအဲ့ဒါမျိုးဆိုကိုကပိုကားဘယ်လိုယူလဲကိုကမေးချင်လို့ရှိရင်ခေခါဆောင်ထောက်တိုင်းနော်ခေခါဆောင်ထောက်တိုင်းခါအဲ့ဒါမျိုးခေခါဆောင်ထောက်တိုင်းခါ အပူကကဘလောက်လဲပေါ့နော်ပစ္စည်းပူကကဘလောက်လဲပေါ့နော်အဲအလိုမျိုးမေးလို့ရတယ်အဲ19 20ပေါ့နော်နောက်ဆုံးအပိုက်လေးကကြတော့အဲပစ္စည်းပူပြီးလို့ရလားဆိုရင်စုံကောင်ဟိုက်တိုင်းမန်ခါအဲစုံကောင်ဟိုက်တိုင်းမန်ခါအဲအလိုမျိုးလေးမေးလို့ရနော်ပစ္စည်းကိုကိုပို့ပြီးလို့ရလားအဲဒါမှမဟုတ်ရရှင်ကိုကထပ်မေးရင်လည်းနံပါတ်20ပေါ့နော်နောက်ဆုံးစက်ကလေးအမြန်ပို့ပြီးလို့ရလားစုံလူအန်တိုင်းမန်ခါ အဲဒါမှမဟုတ်ဆုံးဒူဝန်တိုင်းမှန်ခပ်အဲဒူဝန်ဆိုတာကအမြန်ပေါ့နော်အလင်းလိုတယ်ကိုကမြန်မြန်လိုခြင်းလေဆိုရင်ဒီပုံစံလေးပြောလို့ရတာနော်ဒီလိုပုံစံလေးမေးလို့ရတယ်ဆုံးဒူဝန်တိုင်းမှန်အဲဒီပုံစံလေးသုံးလို့ရတယ်ကျွန်တော်အဲနံပါတ်1ကတော့ကျွန်တော် passport လုတ်ခြင်းတယ်ပေါ့နော်အဲဒီမှာကျွန်တော်မြန်မာစာလေးနည်းနည်းမှားနေလို့တစ်ချက်တော့ဖြည့်ကြည့်ပေးနော်အဲကျွန်တော် passport လုတ်ခြင်းတယ်ဟိုထိုင်းလိုဖုန်သုံးကန်ထန် passport ခပ်အဲ့လိုပြောလို့ရတယ်နော်ဘောကဒါမှမဟုတ်လို့ရှိရင်လည်းဖုန်ရဂျပန် passport ခပ် အလို့သုံးလဲရပါတယ်။အဲနံပါတ်2ကတော့ကျွန်တော် passport တဒန်ဆက်ချင်တယ်လို့ကိုကပြောချင်လို့ရှိရင်ဖုန်သုံးကန်တော့ AU passport card အဲမင်္ဂလိပ်ဆိုခအဲသုံးလို့ရတယ်နော်။ဒါမှမဟုတ်လည်းဖုန်ရချက်တော့ AU passport card အလို့သုံးလဲရရတယ်ပေါ့နော်။ဒါလေးသာတည်ထားတင်ပါတယ်။ကိုထိုင်းမှာနေရတဲ့သူတွေအတွက်ကဒါသုံးဝင်တဲ့စကလုံးလေးတွေပါ။အဲပြီးတော့နံပါတ်3ကကျွန်တော် passport ကတက်တန်းကုန်သွားပြီလို့ကိုကပြောချင်လို့ရှိရင်အဲ passport combo more are you layout เนาะ passport combo more are you layout cup အဲ့လိုတုံးလေးရနော်နောက်ကခလေးထည့်တုံးရင်ကိုယ့်ထည့်ကြီးရလူတွေပြောအဲ့လိုမျိုးလေးထည့်တုံးရင်ပူပြီးရင်ကြီးရပေါ့နော်အဲ passport ခေါင်ဖုံးမွန်အာယူလဲအုပ်နော်ဒါဆိုရင်ကျွန်တော် passport ကတတန်းကုန်သွားပြီအဲပြီးလို့ရှိရင်နံပါတ်၄ကြတော့ passport လောက်တာဘယ်နှစ်လောက်ကြာလဲကိုကမေးချင်လို့ရှိရင်အဲ than passport ချိန်ဝေလာ key 1เนาะအဲ့လိုပြောလို့ရနော် than passport ချိန်ဝေလာ key 1เนาะ passport လောက်တာဘယ်လောက်ကြာလဲเนาะ than passport ချိန်ဝေလာ key 1ครับ เนาะဒါမှမဟုတ် key 1ခါအဲအဲ့လိုမျိုးတုံးလို့ရတယ်เนาะအဲနံပါတ်5ကဘာစားစားတန်းနေတုံးရမှာလဲလို့ကိုကမေးချင်လို့ရှိရင်တောင်းချိုင်းဧကစံအလိုင်းဘန်ခါဒါမှမဟုတ်ရင်တောင်းချိုင်းဧကစံအလိုင်းဘန်ခါအဲဘာစားစားတန်းနေတုံးရမှာလဲပေါ့เนาะအဲနံပါတ်6ကမပုံတင်ကတ်တုံးရမှာလားလို့ကိုကမေးချင်လို့ရှိရင်ချိုင်းပတ်ပချာချုံမိုင်းခါနော်ချိုင်းပတ်ပချာချုံမိုင်းခပ်ဒါမှမဟုတ်ချိုင်းပတ်ပချာချုံမိုင်းခါအဲမက်ပုံနေကတ်သွားမှာပေါ့နော်ဒီနေရာမှာမက်ပုံနေဆိုတော့ကျွန်တော်မြန်မာမက်ပုံနေကိုပြောတာဖြစ်ပါတယ် အထိုင်းလို့ဆိုရင်လည်းဒီမှတ်ပုံတွေကပပချာချုံပဲပေါ့နော်ပပချာချုံဒါဆိုမှတ်ပုံတွေကတ်ကိုပြောတာဖြစ်တယ်အဲနံပါတ်9ကကျတော့တက်ပုံဘဏ္ဍပုံသုံးအောင်မလဲလို့ကိုယ်ကမေးချင်လို့ရှိရင်တုံချိုင်လုံးထန်ကီပိုင်ခပ်နော်တုံချိုင်လုံးထန်ကီပိုင်ခါအဲအလိုမျိုးမေးလို့ရတယ်နော်နံပါတ်8ကကျတော့ကုန်ကျစရိတ်ကဘလောက်လဲခါချာချိုင်ထောက်တိုင်းဒါမှမဟုတ်ခါချာချိုင်ထောက်တိုင်းခပ်အဲကုန်ကျစရိတ်ကဘလောက်လဲကုန်ကျစရိတ်ကိုခါချမ်းချိုင်ပေါ့နော်အလိုမျိုးမေးလို့ရတယ် နံပါတ်9ကကြတော့ passport အဲ passport ဆောက်ကဗမာလဲပေါ့နော်ဒါကတတိယဖြစ်ဖြစ်ရရဖြစ်ဖြစ်ကိုမေးတဲ့မေးခွန်းတွေပေါ့နော်အဲ passport ယူထိနိုင်အဲကိုအိမ်မှာကြံခဲ့တာလားဒါမှမဟုတ်ကိုနဲ့ပါလာတာပေါ့နော်ဒါမျိုးမေးတာပေါ့အဲနံပါတ်10ကကြတော့အဲ passport ဆောက်ပြရမလားလို့ကိုကမေးချင်လို့ရှိရင်အဲတောင်းဆက်တန် passport my card နော်ဒါမှမဟုတ်တောင်းဆက်တန် passport my card အဲ passport ဆောက်ပြရမလားပေါ့နော်အဲလိုမျိုးလေးမေးလို့ရပါတယ် စတိကကြတော့ခမရဲ့စာအုပ်ကိုကြည့်လို့ရမလားဒါကွာတောင်းကြည့်ရပါတော့ရင်ကြည့်အောင်အရှိကခေါ်ဆိုတဲ့စကားလုံးလေးထည့်မယ်အခေါ်သူ passport ခေါင်ခွန်တိုင်းမိုင်အခေါ်သူ passport ခေါင်ခွန်တိုင်းမိုင်ခပ်အဲဒါမှမဟုတ်တိုင်းမိုင်ခါအဲအညမှာခွန်ဆိုတဲ့နေရာမှာကိုကအကိုဖြစ်ဖြစ်ညီလေးဖြစ်ထည့်တုံးလို့ရတယ်နော်ခေါ်သူ passport ခေါင်ပြီးနိုင်တိုင်းမိုင်အခေါ်သူ passport ခေါင်ပြီးတိုင်းမိုင်အဲ့လိုတုံးလဲရတယ်နော်ခမရဲ့ passport ကိုကြည့်လို့ရမလားကိုယ့် passport ကိုကြည့်လို့ရမလားအဲ့လိုမျိုးမေးတာပေါ့နော် အဲနံပါတ်7ကကြတော့ passport စစ်ဆေးရဲ့ဂိတ်ကဘယ်မှာလဲဆိုတော့ကျွန်တော်တို့အခုဟိုဆိုကြပါဆိုနယ်ဆက်ကနေကျွန်တော်တို့ဝင်လာတယ်ပေါ့နော်အဲနယ်ဆက်တွေမှာဂိတ်တွေရှိတယ်အဲ passport စစ်တဲ့ဂိတ်တွေကိုပြောတာပေါ့နော်အဲထိုင်းလူကတော့ dandrower passport ယူထိနိုင်အဲ dandrower passport ယူထိနိုင်ခပ်အဲဒါမှမဟုတ် dandrower passport ယူထိနိုင်ခါအဲ့လိုမျိုးမေးလို့ရနော် dandrower နော် dandrower passport ဆိုရင် passport စစ်ဆေးတဲ့ဂိတ်ပေါ့နော် စက်သုံးကကြတော့ကျွန်တော် passport ပျောက်သွားတယ်လို့ကိုကပြောခြင်းလို့ရှိရင် passport ခေါင်ပုံဟိုင်းနော်အဲ့လိုမျိုးပြောလို့ရတယ် passport ခေါင်ပုံဟိုင်းအဲပြီးရင်ဆက်လေးကကြတော့ passport ပျောက်ရင်ဘယ်လိုလုပ်ရမလဲလို့ကိုကမေးခြင်းလို့ရှိလို့ရှိရင်အဲတုံထိုင်ရငိုင်းထား passport ဟိုင်းနော်အဲတုံထိုင်ရငိုင်းထား passport ဟိုင်းနော်အဲတုံးထိုင်ရင်ဆိုဘယ်လိုလုပ်ရမလဲထားပတ်စပို့ဟိုင်းအဲပတ်စပို့စာကိုပျောက်သွားရင်ပေါ့အဲအဲ့လိုပုံစံလေးမေးလို့ရတယ် 15ကကြတော့ကျွန်တော်တို့စာအုပ်ပြောက်သွားရင်ဘယ်မှာចောင်းကြရမလဲလို့ကိုကမေးကြည့်လို့ရှိရင်တောင်းပန်ကြန့်ခွန့်ထိနိုင်ခါဒါမှမဟုတ်ရင်ထိနိုင်ခါအဲအဲ့လိုမျိုးမေးလို့ရတယ်နော်ဒါကကိုစာအုပ်ပြောက်သွားရင်ចောင်းကြမဲ့နေရာကိုကမေးတာပေါ့16ကကြတော့ passport စာအုပ်အစ်စ်ကိုဘယ်လိုတောင်းရမလဲလို့ကိုကမေးကြည့်လို့ရှိရင်တုံးခေါ် passport my ရန်ငိုင်ခါနော်တောင်းခေါ် passport my ရန်ငိုင်ခါဒါမှမဟုတ်ရန်ငိုင်ခါအဲ passport စာအုပ်အစ်စ်ကိုဘယ်လိုတောင်းရမလဲပေါ့နော်ဒါကိုပြန်လျှောက်တဲ့ပုံစံပေါ့နော် စက်ခွန်ကကြတော့တယောက်ကိုဘလောက်လဲလို့ကိုကမေးချင်လို့ရှိရင်ခွန်လားထောက်လိုက်ခါဒါမှမဟုတ်ထောက်လိုက်ခပ်အဲအဲ့လိုမျိုးမေးလို့ရတယ်နော်အဲဆက်ရှိကကြတော့တယောက်ချင်းပေးရမလားအားလုံးပေါင်းပေးရမလားလို့ကိုကမေးချင်လို့ရှိရင်တုံးကြိုင်တော်ခွန်ရူကြိုင်လွမ်နော်တုံးကြိုင်တော်ခွန်ရူကြိုင်လွမ်တယောက်ချင်းပေးရမလားအားလုံးပေါင်းပေးရမလားပေါ့နော်ဒါကကြတော့ကိုကဘွဲသားတွေကိုမေးတာပေါ့နော်တယောက်ချင်းပေးရမလားအားလုံးပေါင်းပေးရမလားလို့ကိုကမေးချင်တုံးကြိုင်တော်ခွန်ရူကြိုင်လွမ်ခပ် အဲအဲ့လိုမျိုးမေးလို့ရတယ်နော်အဲ19ကကြတော့လူမှုကြီးရဲ့ယုံကဗမာလဲလို့ကိုကမေးချင်လို့ရှိရင်စနက်ငန်တရောကခွန်ခေါင်းမွန်ယူထိနိုင်ခါဒါမွန်ယူထိနိုင်ခါအဲဒီစာရောင်းလေးကနည်းနည်းလေးရှိရယ်နော်တေချာလေးအဲကြည့်ပြီပေါ့နော်စနက်ငန်တရောကခွန်ခေါင်းမွန်လူမှုကြီးရဲ့ယုံကိုပြောတာဖြစ်တယ်ပေါ့နော် အဲနံပါတ်20က sorry ဒီမှာကျွန်တော်မြန်မာစာကပေါ်နေသွားတူနေနော်အဲဘယ်ချိန်ဖွင့်လဲလို့ကျွန်တော်ရေးချင်တာပေါ့နော်အဲ့ဒါလေးချက်ဖြည့်ကြည့်ပြပါလူမှုကြီးကြေးရောဘယ်ချိန်ဖွင့်လဲလို့ကိုကမေးချင်လို့ရှိရင်စနက်ငံသူတို့ကခေါင်းခေါင်းမပေးကီမုံနော်အဲဘယ်ချိန်ဖွင့်လဲပေါ့နော်အဲ့လိုမျိုးပြောလို့ရစနက်ငံသူတို့ကခေါင်းခေါင်းမပေးကီမုံခပ်နော်ဒါမှမဟုတ်ပေးကီမုံခါအဲ့လိုမျိုးမေးလို့ရပါတယ်အဲ၂၁ကကြတော့ passport ဘယ်တော့ပြီးမှလဲလို့ကိုကမေးချင်လို့ရှိရင် passport ကျစင်မွန်လိုင်း နော်ဂျက်ဆင်မွန်လိုင်းခပ်ဒါမှမဟုတ်ဂျက်ဆင်မွန်လိုင်းခါအဲ့လိုမျိုးမေးလို့ရတယ်နော်နံပါတ်22ကကြတော့မြန်လုပ်ပြီးတဲ့ဝန်ဆောင်မှုရှိလားလို့ကိုကမေးချင်လို့ရှိရင်အမီဘော်ဒီဂန်လင်းတဝမ်မိုင်းခပ်ဒါမှမဟုတ်အမီဘော်ဒီဂန်လင်းတဝမ်မိုင်းခါအဲ့လိုမျိုးမေးလို့ရတယ်နော်ဒါဆိုရင်အမြန်လိုပြီးတော့ Facebook ကိုဆောင်မှုရှိလားလို့ကမေးတာပေါ့နော်။နံပါတ်1ကဘာဖြစ်တာလဲဆိုလို့ရှိရင် Kline Khan Kline Khan နော်ဘာဖြစ်တာလဲပေါ့။အဲနံပါတ်2ကရဲကဘာဖြစ်လို့ကျွန်တော်ကိုဖမ်းတာလဲလို့ကိုကထိုင်းလို့ပြောခြင်းအဲထမိုင်တမ်ပလော့ကြက်ဖုံ ထမိုင်တံပလို့အချက်ဖုံရဲကကျွန်တော်ကိုဘာဖြစ်လို့ဖမ်းတာလဲအဲနံပါတ်3ကကြတော့ကျွန်တော်ဘာမှလို့လဲလို့ကိုကပြောခြင်းလို့ရှိရင်ဖုံထမလိုက်ဖစ်ဖုံထမလိုက်ဖစ်နော်ကိုကဘာမှလို့လဲလို့ပြောမေးခြင်းလို့ရှိရင်ဒီလိုမျိုးမေးလို့ရတယ်နော်အဲနံပါတ်၄ကကြတော့ဒါကနားလည်မှုလွဲတာလားလို့ကိုကပြောချင်လို့ရှိရင်အနိပင်ရေယံခောက်ကြံဖြစ်လူပောင်းအနိပင်ရေယံခောက်ကြံဖြစ်လူပောင်းဒါကနားလည်မှုလွဲတာလားဗောနော်ဒါကအဲကိုက ุ่มีได้ดอกดานน้าเลี้ยมด้วยนี่ดาราจะน้อมาลูกบาาวพอไม่ได้ทำอะไรผิดเนาะไอ้ลุงมือโตเนี่ยสักัดลงหมดเนาะเออนี่ยบงาจจะรอจะน้อมีตาสุดีพงศเสลุยามเราเลยกูมีจริงพงขอถูหาข้อควรหน่อยได้ไหมลุงมีรูยาเนาะพงขอถูหาข้อควรหน่อยได้ไหม လိုမျိုးမေးလို့ရတယ်နံပါတ်6ကကြတော့ကျွန်တော်တကယ်ဘာမှမလုပ်ခဲ့ဘူးလို့ကပြောကြတယ်ရှိရင်ဖုံမဲလိုက်ထမလိုက်ဖြစ်ချင်းချင်းဖုံမဲလိုက်ထမလိုက်ဖြစ်ချင်းချင်းကျွန်တော်ဘာမှမလုပ်ခဲ့ဘူးဒါမှမဟုတ်ကျွန်တော်ဘာမှမလုပ်ရပါဘူးပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်တယ် အဲပြီးတော့နံပါတ်9ကကြတော့ကျွန်တော်မှာတက်တည်ရှိရဲလို့ကိုကပြောချင်လို့ရှိရင်ဖုံမီလက်ထန်ဖုံမီလက်ထန်ကျွန်တော်မှာတက်တည်ရှိရဲပေါ့နော်အဲပြီးရင်နံပါတ်8ကကျွန်တော်ကိုတက်တည်ခံပေးမဲ့လူရှိရဲလို့ကိုကပြောချင်လို့ရှိရင် ဖုံမီဖယံတိစမရင်ရင်ဟိုက်ဖုံအဲဖုံမီဖယံတိစမရင်ရင်ဟိုက်ဖုံခပ်အဲ့လိုမျိုးပြောလို့ရတယ်နော်ကျွန်တော်ကိုတက်တည်ခံပေးမဲ့လူရှိရဲအဲနံပါတ်9ကကြတော့ရဲပန်းခံရတယ်လို့ပြောချင်ရင်ဒွန်တမ်ဘလော့ဂျက်နော်ဒွန်တမ်ဘလော့ဂျက်နော် ပြီးရင်နံပါတ်30ကရဲဖမ်းခံလိုက်ရပြီရဲဖမ်းခံလိုက်ရပြီလို့ကိုကပြောချင်လို့ရှိရင်ထိုတံပလို့ချက်ပိုင်းလဲဟုတ်เนาะထိုတံပလို့ချက်ပိုင်းလဲဟုတ်ရဲဖမ်းခံလိုက်ရပြီเนาะရဲဖမ်းသွားပြီပေါ့အဲ့လိုပြောတာပေါ့เนาะနံပါတ်7ကရဲကစာရေးစာတမ်းတောင်းကြည့်တယ်လို့ပြောချင်လို့ရှိရင်တံပလို့ခေါ်တူဧကစာ နော် tumblr ခေါ်သူဧကစံအလိုပြောလို့ရတယ်နော်အဲ number 7ကကြတော့ကျွန်တော်အဲကျွန်တော်ကိုစာရေးစာတမ်းပေးလို့ရမလားလို့ကိုကမေးချင်လို့ရှိရင်အဲဘုံခေါ်ဧကစံနိုင်တိုင်းမိုင်ဘုံခေါ်ဧကစံနိုင်တိုင်းမိုင်ခပ်အဲအလိုမျိုးပြောလို့ရတယ်နော်ခေါ်ဧကစံနော်ဘုံခေါ်ဧကစံနိုင်တိုင်းမိုင်အဲအလိုမျိုးတောင်းလို့ရတယ်နော်နံပါတ်73ကကြတော့ကျွန်တော်ကိုလာကြိုပေးလို့ရမလားလို့ကိုကပြောနေလို့ရှိရင်မလတ်ဖုန်နိုင်တိုင်းမိုင်မလတ်ဖုန်နိုင်တိုင်းမိုင်ခပ်အဲအဲ့လိုပြောလို့ရတယ်နော် အဲ14ကကြတော့ရဲခေါ်သွားပြီလို့ကပြောချင်လို့ရှိရင်တမ်ဘလိုကဖာတူကပိုင်လဲဟုတ်တမ်ဘလိုကဖာတူကပိုင်လဲဟုတ်เนาะရဲခေါ်သွားပြီအဲ့လိုမျိုးပြောလို့ရတယ်เนาะအဲဒါလေးကြတော့လုံးဝဟိုအမှတ်သားထားတဲ့စကားလုံးလေးပေါ့เนาะတကယ်တမ်းကိုဒီလိုမျိုးကြုံလာခဲ့ရင်ပြောလို့ရတယ်ပေါ့เนาะအဲနံပါတ်15ကကြတော့ရဲစခန်းကိုခေါ်သွားတာခံရပြီလို့ပြောချင်လို့ရှိရင်ထိုးဖာပိုင်လုံဖက်လဲဟုတ်ထိုးဖာပိုင်လုံဖက်လဲဟုတ်အဲ့လိုပြောလို့ရတယ်เนาะ ပြီးရင်16ကအမှုစစ်ခံနေရတယ်လို့ကိုကပြောခြင်းအထိုဆောဘကမ်နော်ထိုဆောဘကမ်နော်ထိုဆောဘကမ်အဲ့လိုပြောလို့ရတယ်နော်နံပါတ်7ခွန်ကဘယ်တော့လွတ်မလဲမသိဘူးလို့ကိုကပြောခြင်းလို့ရှိရင်မေလူကချက်ပွိုင်မွတ်လိုက်နော်မေလူကချက်ပွိုင်မွတ်လိုက်ဘယ်တော့လွတ်မလဲမသိဘူးဗောနော်အဲပြီးရင်78ကဘယ်တော့ပြန်လွတ်ခံရမလဲမသိဘူးလို့ကိုကပြောခြင်းရမေလူကချက်ထိုးပွိုင်မွတ်လိုက်နော် ရမဲလူကချက်ထုတ်ပွိုင်မွန်လိုင်အဲ့လိုပြောလို့ရနော်ရမဲလူကချက်ထုတ်ပွိုင်မွန်လိုင်ဘယ်တော့ပြန်လို့ခံရမလဲမသိဘူးပေါ့နော်အပေါ်ကကြတော့ဘယ်တော့လုံးမလဲမသိဘူးအောက်ကကြတော့ဘယ်တော့ပြန်လို့ခံရမလဲမသိဘူးပေါ့နော်စကလုံးလေးနည်းနည်းလေးအတိတ်ပဲလေး꿰ရတယ်ပေါ့နော်19ကကြတော့ကျွန်တော်အဖမ်းခံရတဲ့သူကိုလာတွေ့တာလို့ကိုကရဲကိုပြောခြင်းဖုံမကြီးခွန်တိထုတ်ချက်နော်အဲ့လိုပြောလို့ရတယ်နော်ဖုံမကြီးခွန်တိထုတ်ချက်နော်အဲ့လိုသုံးလို့ရတယ်အဲနံပါတ်20ကကြတော့အဖမ်းခံရတဲ့လူကဘယ်မှာလဲလို့ကိုကမေးခြင်းခွန်တိထုတ်ချက်ယူနိုင် နော်ခွန်တီထိုချက်ယူနိုင်အဲ့လိုမေးလို့ရတယ်နော်ခွန်တီထိုချက်ယူနိုင်အဲ့လိုမျိုးမေးလို့ရတယ်တစ်ကတော့ပစ္စည်းနည်းနည်းမှပြရသေးဆိုလို့ရှိရင် call san khong nine cup နော် call san khong nine cup နော်အဲ့လိုမျိုးပြောလို့ရတယ်နော်အဲဒီပစ္စည်းရှိလားလို့ကထပ်မေးခြင်းလေဆိုလို့ရှိရင်မီစင်ခါနေမိုင်မီစင်ခါနေမိုင် cup နော်ဒီပစ္စည်းရှိလားအဲ့လိုမျိုးမေးလို့ရတယ်နော်အဲပြီးတော့နံပါတ်3ကပစ္စည်းပို့ဖို့အစင်းသိရှိလားလို့ကိုကမေးချင်လို့ရှိရင်ခေါမီဖောင်းစုံမိုင်း ခေါင်မီဖောင်းစုံမိုင်းအဲ့လိုမျိုးမေးလို့ရတယ်เนาะခေါင်မီဖောင်းစုံမိုင်းကပ်ပစ္စည်းပို့ဖို့အဆင်သင့်ရှိလားဗောเนาะအဲပြီးလို့ရှိရင်နံပါတ်၄ရကြတော့အဲပစ္စည်းရောက်ဖို့ဘယ်တော့ကြာမလဲလို့ကိုကမေးကြည့်နေရှင်ချိုင်းဝေလာ key 1ထင်ကြတိုက်ခေါင်ချိုင်းဝေလာ key 1ထင်ကြတိုက်ခေါင်အဲ့လိုမေးလို့ရတယ်เนาะချိုင်းဝေလာ key 1ကပ်ထင်ကြတိုက်ခေါင်အဲ့လိုမေးလို့ရတယ်เนาะနံပါတ်5ကကြတော့ဈေးလျှော့ပြီးလို့ရမလားလို့ကိုကမေးနေလို့ရှိရင်လွတ်လပ်ခါတိုင်းမှန် လွတ်လပ်ခဒိုင်မန်ခပ်အဲ့လိုမျိုးမေးလို့ရတယ်နော်အဲပြီးရင်နံပါတ်6ကမဲများမှရင်ရှော့ပြီးရှော့ပြီးလာပေါ့နော်ကိုကလို့မေးကြည့်ရင်အဲစံကျွန်တော်မှလွတ်တိုင်းမှရင်စံကျွန်တော်မှလွတ်တိုင်းမှရင်အဲ့လိုမေးလို့ရတယ်နော်ကျွန်တော်ဆိုတာကတော့အရေးအတွက်ပေါ့နော်စံကျွန်တော်မှလွတ်တိုင်းမှရင်အဲ့လိုမေးလို့ရတယ်နံပါတ်9ကကြတော့ပတ်ဆက်ရင်ကြူချေရမလားလို့ကိုကမေးချင်လို့ရှိရင်၃ကြိုင်ငယ်ကွန်လူပလောင်အဲ့လိုမျိုးမေးလို့ရတယ်เนาะ၃ကြိုင်ငယ်ကွန်ရူပလောင် เนาะအဲပြီးရင်နံပါတ်6ကကြတော့အိမ်ရောက်ငွေချေဝန်ဆောင်မှုရှိလားလို့ကိုကမေးချင်လို့ရှိရင် mi body gun king and prime time mine mi body gun king and prime time mine ครับအဲ့လိုမျိုးမေးလို့ရတယ်เนาะအိမ်ရောက်ငွေချေဝန်ဆောင်မှုရှိလားနံပါတ်9ကကြတော့ short သေးရှိလားလို့ကိုကမေးချင်ရင် mission lot mine mission lot mine အဲ short သေးရှိလားပေါ့နော်အဲပြီးရင်နံပါတ်10ကကြတော့အလကားပို့ပေးလားဒါမှမဟုတ် free ပို့ပေးလားမေးချင်လို့ရှိရင်送 free mine 送 free mine အဲ့လိုမျိုးမေးလို့ရတယ်နော် free ရတာအင်္ဂလိပ်စကားလုံးမယူသုံးထားတာဖြစ်တယ်ဆုံး free မိုင်လက်ကားပို့ပေးလာပေါ့နော်ပတ်စံပေးစရာမလိုပဲပို့တော့ပို့တော့နော်နံပါတ်7ကပစ္စည်းလာပို့ပြီလို့ပြောခြင်းလို့ရှိရင်ခေါမဆုံလဲခေါမဆုံလဲခပ်နော်အဲပြီးရင်စနစ်ကကြတော့ကျေးဇူးပြု၍ပစ္စည်းကိုစစ်ပေးပါဆိုရင်ကာရိုနာသရိုဆောစင်ခါတွေးခပ်နော်ကာရိုနာသရိုဆောစင်ခါတွေးခပ်အဲ့လိုမျိုးပြောလို့ရတယ်နော် ဆက်တော့ကကြတော့ပစ္စည်းပြေလာလို့ကမေးခြင်းလို့ရှိရင်စင်ကားခရုံမိုင်စင်ကားခရုံမိုင်ပစ္စည်းပြေလာပေါ့နော်အဲ14ကကြတော့ပစ္စည်းအရင်စစ်တော့လို့ကပြောခြင်းလို့ရှိရင်ချိတ်ခေါင်ကွန်နာချိတ်ခေါင်ကွန်နာခပ်နော်ပစ္စည်းအရင်စစ်တော့ချိတ်ခေါင်ကွန်နာခပ်ပစ္စည်းအရင်စစ်တော့အဲ့လိုမျိုးပြောလို့ရတယ်နော်နံပါတ်15ကကြတော့ပစ္စည်းမှုရှိလားလို့ကမေးခြင်းမိခေါင်ဆီယာဟိုင်မိုင်ခပ်နော် มีความเสียหายไหมเบียสิมูชีลาบ่เนาะเออแซ่ชาวก็จะรอประสานคุชเสีมาแลาลูกว่ามีเจียงต้องจ่ายเงินตอนนี้ไหมต้องจ่ายเงินตอนนี้ไหม ต้องจ่ายเงินตอนนี้ไหมครับเออประสานคุชเสีมาแลาวบ่เนาะเออ n u m b สักคนจาโรอเบนาทาบียามเลยลูกว่ามีเจีเลยเชียให้วางไว้ตรงไหนให้วางไว้ตรงไหนครับ เนาะเบนาทาบียามเลยลูกผมกะเรียนมีดูยาเนาะ နံပါတ်၈ကကြတော့ပစ္စည်းလက်ခံနဲ့လက်မှတ်ထိုးပေးပါလို့ကိုယ်ပြောချင်လို့ရှိရင်စင်လက်ခေါင်တွင်းနာခပ်စင်လက်ခေါင်တွင်းနာခပ်နော်ပစ္စည်းလက်ခံနဲ့လက်မှတ်ထိုးပေးပါအဲ့လိုပုံစံနော်အဲ့လိုပုံစံတုံးလို့ရတယ်နော်အဲနံပါတ်၁၉ကကြတော့ပစ္စည်းလာမပို့သေးဆိုရင်ခေါင်ရမိတ်မှာစုံခပ်နော်ခေါင်ရမိတ်မှာစုံပစ္စည်းလာမပို့သေးပေါ့နော်အဲနံပါတ်၂၀နောက်ဆုံးစကလုံးလေးကပစ္စည်းပြတော့လာမှာလေလို့ကိုယ်ကမေးချင်မွတ်လိုက်ခေါင်ကြမ်းမွတ်လိုက်ခေါင်ကြမ်းမွတ်လိုက်ခေါင်ကြမ်းခပ် ဘယ်တော့ပစ္စည်းလာမှာလဲပေါ့နော်